ဒီ beauty land hotel ရဲ့အခန်းအပြင်ဘက်မှာလေအေးပေးဆက် air con ပေါ့ဗျာ air con ဆက်အပြင်ထိုင်တဲ့နေရာပေါ့အဲ့နေရာမှာအမျိုးသမီးတဦးရဲ့အော်ခန္ဓာတပ်ပေါ်တွေကိုအော်မျိုးသမီးတို့ရဲဆက်ဆက်အော်တက်ဖြတ်ပြီးတော့မှအော်သူရဲ့တပ်ပေါ်တွေကိုအပိုင်ပိုင်ခုတ်ဖြတ်ပြီးတော့မှအော်အဲ့အပြာထဲမှာထည့်ပြီးတော့မှအဲ့အပြင်လေးပေးဆက်ပေါ်မှာအော်တင်ထားတာပေါ့နော်တင်ပြီးတော့မှအော်အဲ့ထဲကနေပြီးတော့မှလက်တစ်ချောင်းထွက်ထွက်ကြတဲ့အတွက်အများသူကမြင်တဲ့အခါမှာ အော်တရှိသွားတာဗောနော်တရှိသွားတော့စိတ်မကောင်းစရာပဲအမျိုးသမီးတူအော်ဗဗဲတန်းမြို့နယ်မင်္ဂလာပါခင်ဗျာဒီကနေ့အော်တိုဘလာ6ရက်နေ့ရန်ကုန်မြို့နယ်က Beauty Land Hotel မှာလူတက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဝေစီနောက်ပြေးသွားမှာဖြစ်ပါတယ်ဆိုတော့ Beauty ကိုစလိုက်အောင်ပါဒီနေ့အော်တိုဘလာ6ရက်နေ့သတင်းကြိုလာပြေးနေ့အချိန်ခါသာမရမှာစိတ်မကောင်းစရာသတင်းတစ်ခုကိုကျွန်တော်အော်ပြောပြခြင်းပါတယ်ဝမ်းနဲ့စရာကောင်းပြီမယ်လေအများသူကတိရှိရအောင်ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်ရန်ကုန်မြို့ထဲလိုပဲပြောမလားမသိဘူးဗဘဲတန်းမြို့နယ်ဆိုတော့လေအော်ဗဘဲတန်းမြို့နယ်၁၁ရက်ကွာ အ32လမ်းအထက်ဘလောက်မှာရှိနေတဲ့ Beautyland Hotel မှာဖြစ်သွားတဲ့အရာဖြစ်တယ်။ဩကျွန်တော်ဒီကနေ့အော်တိုဘားလ6ရက်မနက်9:45မိနစ်လောက်ကနေပြီးတော့မှဖြစ်သွားဆယ်နာရီပဲထားပါတော့အဲ့ချိန်မှာဖြစ်သွားတဲ့အရာပေါ့နော်။အဲ့ဒါတော့ဒီ Beautyland Hotel ရဲ့အခန်းအပြင်ဘက်မှာလေအေးပေးဆက်အေယာကွန်ပေါ့ဗျာ။အေယာကွန်ဆက်အပြင်ထိုင်တဲ့နေရာပေါ့။အဲ့နေရာမှာအမျိုးသမီးတဦးရဲ့ခန္ဓာတပ်ပေါ်တွေကိုအမျိုးသမီးတဦးရဲ့ဆက်ဆက် ော်တက်ဖြတ်ပြီးတော့မှသူရဲ့ဓာတ်ပေါ်တွေကိုအပိုင်းပိုင်းကုတ်ဖြတ်ပြီးတော့မှအဲ့အပြားထဲမှာထည့်ပြီးတော့မှအဲ့အပြင်လေးပေးဆက်ပေါ်မှာတင်ထားတာပေါ့နော်တင်ပြီးတော့မှအဲ့ထဲကနေပြီးတော့မှလက်တချောင်းထွက်ထွက်ကြတဲ့အတွက်အများသူကမြင်တဲ့အခါမှာတိရှိသွားတာပေါ့နော်တိရှိသွားတော့စိတ်မကောင်းစရာပဲအမျိုးသမီးတူဘဘဲနှမ်းမြုပ်နေအဲ beauty land hotel မှာအသက်ပြတ်ခံရပါတယ်လို့ကျွန်တော်ပြောပြချင်ပါစိတ်တော့မကောင်းပါဘူးဒါပေမဲ့လည်းဒီသတင်းနဲ့ပတ်သက်ပြီးတော့မှရဲဌာနကနေပြီးတော့မှလည်းအတိအကျထုတ်ပြန်ထားတာတော့မရှိသေးဘူးလောလောဆယ်တော့သူတို့ကဒီအာဒီအမှုကိုတရားခံမိရေးအတွက်လိုက်လံပြီးတော့မှရှာဖွေနေစုံစမ်းစစ်ဆေးနေတယ်နောက်တစ်ခုကတည်ဆုံသွားတဲ့အမျိုးသမီးကလည်းဘာလို့လဲဆိုတဲ့အရာလဲသူတို့စုံစမ်းနေတယ်ဖြစ်တယ်လို့ကျွန်တော်ပြောပြချင်ပါတယ်တရားလူများရှိလို့ရှိရင်လည်းကျွန်တော်ဆက်လက်ပြီးတော့မှပြောပြပြီးတိစက်သွားပါမယ်လို့ကျွန်တော် page လေးကိုလည်း like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးလို့ပြောပြချင်ပါတယ်ဗျာ ဒီကနေ့အော်တိုဘာလ6ရက်နေ့သတင်းကျလပြည်နေပေါ့နော်။ကြားရတဲ့စိတ်မကောင်းစရာသတင်းလေးတပုတ်ပြောပြအောင်မယ်ရှင်။ရန်ကုန်မြို့ဗဲရန်မြို့နယ်32လမ်းအထက်ပေါ့နော်။အဲ့ဒီမှာရှိတဲ့ Beauty Land Hotel အဲ့ Beauty Land Hotel ကအခန်း900နှစ်မှာတဲ့အမျိုးသမီးတူဦးကိုပေါ့နော်။ဒါနဲ့အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ဒီ plastic အိတ်နဲ့ထုတ်ပြီးတော့ဒီအပြင်ဘက်ကလေ air con outdoor တွေထားတဲ့ အပြင်ဘက်ကိုစွန့်ပစ်ပြီးတော့ထုတ်ထားတာဗောနော်အဲ့မှာလက်ကြီးတစ်ဖက်ကထွက်နေဗောနော်အဲ့ဒါကိုဒီလမ်းပေါ်မှာလမ်းပေါ်ကနေဖြတ်သွားတဲ့အုတ်ချုပ်ရင်ကမြင်ပြီးခံချက်မှာဒီအကြောင်းကြားပြီးတော့မှသိရတာဗောနော်သိရတာအခုချိန်ထိဒီအမျိုးသမီးကိုဘသူကတတ်သွားတာတော့ဒီမျိုးသမီးကဘသူတုံးဘာကြောင့်ဒီလိုဖြစ်ရတာတော့ဆိုတဲ့အကြောင်းရင်းနေတော့မသိရသေးဘူးရှင် အဲ့ဒီအကြောင်းလေးကိုလာပြီးတော့ပြောပြတာပါနော်။နေ့ကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့ဒါဝါလာကင်းလို့တဲ့သတင်းချုပ်လာပြည်နေပေါ့နော်။ဒါပေမဲ့ကြားတဲ့သတင်းတစ်ခုကတော့ပြေပြာရှိပေါ့နော်။အာလာပြည်နေမှာဒါရန်ကုန်မြို့လေကောင်32လမ်း Beauty Land Hotel အခန်း9ရာနေမှာမိန်းကလေးတယောက်ကိုသတင်းချုပ်လာပြည်နေကြပါဒီလိုလုတ်ပြီးတော့မှအပိုင်းပိုင်းတော့အဲ့လိုလုတ်ပြီးတော့မှအမိုက်တဲထည့်ပြီးပြစ်တာကိုလက်လေးထွက်နေတော့မှဒါလူတက်မှုဆိုတာသိတယ်ပေါ့ဆိုတော့ ဘယ်လိုဖြစ်တာလဲဆိုအခုကဒီလိုမျိုးတခြားမြို့နယ်တွေတော့ကျမတို့တော့တိတ်မသိဘူးလေနော်ကိုကတော့ရန်ကုန်နေတဲ့လူဆိုတော့ရန်ကုန်မှာကလေအဲ့လိုအခါကြီးရက်ကြီးတွေအဲအဲ့လိုမျိုးပိတ်ရက်တွေဆိုရင်လူငယ်တွေတော်တော်များများအဲ့ဒီကအဲ့ဟိုတယ်တွေတဲကိုကမ်းမှာအကုန်အပြည့်ပဲ အဲ့ပြဿနာဖြစ်နေတာပြီးတော့အခုကအွန်လိုင်းပေါ်မှာတယောက်နဲ့တယောက်မသိဘဲနဲ့အာအွန်လိုင်းပေါ်မှာလည်းရည်စားတွေဖြစ်ကြတယ်အာသူ့ရဲ့စိတ်နေစိတ်ထားသူ့ရဲ့အခြေအနေသူ့ရဲ့ဇေယိုက်တွေဘယ်လိုရှိလဲဆိုတာမသိဘူးအာအွန်လိုင်းပေါ်ကအပေါ်ယံအလှပုံလေးကြီးကြည့်ပြီးတော့အာကြိုက်ကြပြီးတော့အာအပြင်မှာတွေ့တယ်အာဒီလိုမျိုးဒီဟိုတယ်တွေတဲခုခန်းတွေ ရောက်ကြတယ်ပေါ့နော်ရောက်ကြတာရဲ့နောက်ဆက်တွဲပါလဲဆိုတော့အခုလူငယ်တွေကြားထဲမှာလည်းထပ်ပြီးတော့အာမူးယစ်ဆေးပြတ်တနာမူးယစ်ဆေးကြတော့လူတယောက်ကိုဒီလိုတော်ကတ်ချင်တယ်ဆိုရင်တော့မှပဲဒေါသအလျောက်ရံဖြစ်လို့ဖြစ်ကြတယ်ဆိုရင်တော့မှပဲအာတစ်ချက်နှစ်ချက်လောက်ဆိုရင် ဒါကဒါသူ့ရဲ့ဒေါသကိုမထိန်းနိုင်လို့လူသက်မိသွားတယ်ဆိုတဲ့အနေအထားရှိတယ်ဒီနော်ဒါပေမဲ့ဒီလိုအပိုင်းပိုင်းအတစ်တစ်ဆိုတဲ့ဟာရဲ့နောက်ဆက်အတွဲကကြတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါလာနိုင်တယ်ငါစိတ်ပိုင်းဆိုင်ရာပြဿနာပါလာနိုင်တယ်ဆိုတော့အလူငယ်တွေဒါဆိုရင်လူငယ်တွေကြားထဲမှာအဓိကအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဘာလဲဆိုတော့မူးယစ်မူးယစ်စေးအဲအဒီကမူရည်စေးရဲ့ side effect တွေပေါ့နော်မူရည်စေးရဲ့ side effect ကများသောအားဖြင့်အဲ့လိုမျိုးပြဿနာတွေကိုပိုဖြစ်တယ် ဒေါသဖြစ်ပြီးဆိုလဲအဆုံးထိတွေလေအဲ့တော့ဒီလိုမျိုးဟိုလိုမျိုးဒီလိုဒီလိုဒီလိုအခြေအနေမျိုးအဲ့ဒါတွေကနောက်ဆက်တွဲတွေလို့လဲထင်တယ်ပေါ့နော်ဒါကကြားတာတွေကတော့မင်္ဂလာမရှိဘူးစိတ်လည်းမကောင်းစေရပါအာအလွယ်လေးတယောက်နဲ့တယောက်လေးလာမှုမရှိဘဲနဲ့တိရဟာတွေရဲ့အလွယ်တွေ့တာတွေရဲ့ဒီမွေးစဉ်နောက်ဆက်တွဲတွေရဲ့ဒါတွေလို့ပဲထင်တယ်ကျမဒါကျမထင်တာပြောတာပါအခုတည်းကတော့တရားခံမသိသေးဘူးလို့တော့ပြောကြတယ်ဒါဆိုရင်တော့ကျင်းတည်တယ်ဒီကအချိန်ပိုင်းလာတဲပြီးတော့ မှတ်ပုံတွေနေဘာတွေများမယူလို့လားဗောနော်မှတ်ပုံတွေယူရင်တော့တို့နောက်ဆက်တွဲဘယ်သူဆိုဟိုနေ့ကလည်းကားလမ်းမှာလူတယောက်ပေါ်ပေါ်တင်းတင်းယူမွေးစေးတွေတောင်းနေတာဗျာဒါသိရမှာပဲလေဟုတ်တယ်မလားအခုကမှတ်ပုံတွေတော့မယူဘူးလားဒီဟိုတယ်ကလေပြီးတော့လည်းရန်ကုန်ကိုသူကမြို့လေကောင်တက်တက်ကြီးကွာ32လမ်းဆိုတာစူးလေဖျားနားမှာတယ်နော်စူးလေဖျားတကယ်မြို့လေကောင်တက်တက်စူးလေဖျားနားမှာတယ်ဒီလိုဖြစ်တာကြတော့လေအမြင်ကတိတ်ပြီးတော့မတင်တဲဘူးပေါ့လေနော်အလားပြည့်နေကြီးကလည်းဖြစ်တယ်ပေါ့ကြားရတာတွေကစိတ်စိတ်တော့မကောင်းစရာပေါ့နော် နုပြပဲစောက်တောင်းရှိပါပဲညမနေအမြင်ငယ်အမြင်ငယ်လို့နေတော့ပြောပြီးသားရပ်ပေါ့ဘူးသားညတော့ရိုက်တယ်ဆွဲလိုက်လေနေရသမားလေးကိုလည်းခိုးထားတယ်တရားပြန်ဆင်းမဲ့စပါတော့ခိုးအောင်ငါဖားခင်းနေငါမှခိုးလဲငါ့ပြောဟမ်ညောကောင်းမို့လားမပြောဘူးလားတိတိချင်းကဟလာပြောတယ်ကောင်းကောင်းမို့ကောင်းလားပြောနေရမှာနေရတာစောက်ကြွေးယူပါလေနေနေစောက်တယ်မကြားချင်တော့နေစောက်နေစောက်တော့ကြားချင်နေဝဲနေတော့ဆက်ကောင်နေတော့မဆိုင်ဘူးတော့အဲ့တရားပြန်ဆွဲလိုက်လေဆွဲလိုက်လေနေတော့ဖားခင်းစမှာမချင်ငယ် ဘာမှုတော့ငါသိကျင်လို့မဟုတ်ဘူးဗျာအဲ့ဒါမင်းတို့ပြင်ငယ်တွေကမတရားကြံစရာဘာမှုလဲလို့ပေါ့တော့ပေါ့နိုင်အောင်မင်းတို့ဒီနေ့ကတော့ပြည့်ရကြတော့မဆက်ဖွဲ့ဘူးတော့ဒီမဆက်ဖွဲ့ကွာပေါ့ဆက်တယ်ပေါ့တော့ပေါ့တာပေါ့ရကျွန်တော်တို့ကဆက်တယ်ပြည့်မယ်လို့နေကြတော့သူကမင်းကိုသူကမင်းစမလို့နင်တို့နှစ်ယောက်စောင့်ကြောင်းနေဟမ်ဟုတ်ပါပြီရပဲ live line ပါလားမမလေးဦးတော်မမလေးလားနေစားပစကားပဲပြောခဲ့ရလေယူပြီးပါ ਈ လို့ဟမ်နေရပြနေရပြဒီမှာနောက်အတော့ chuyện nó nhí để nó chắc là nhí chống nó mà nếu nhí chắc là nhí nếu nó tao đi <laughs> chỉ nhí nếu liều này nếu liều đi nhí mới nó nhí nếu nó xây dựng nhí đây là nó nó chống cho ai chuyện này mà nếu nó sao ta phải nhớ nếu nó lại công chuyện Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn လို့မကိစ္စမင်းကသူနဲ့ညာနေပါပြီလို့မင်းသူ့ကိုပြောမှလည်းရှင်မင်းသူ့ကိုမင်းပြောမှလည်းမပြောပါဘူးအခုတရားပါအဲ့လိုဖြစ်ရတဲ့တော်တော်များများတွေ့နေရတယ်ဗျာမင်းကငူမိနေတဲ့ဘွားပြောတာပြောကြမင်းကလည်းညာတာပါဗျာညာတော့သူကလည်းဘာဖြစ်လို့ငါညာမှလဲဘာဖြစ်မလဲအဲ့ဆိုနေမတဲ့ဘာလို့ရှင်ပြီလို့ပြောပြောလိုက်ပြီညာမှပေါ့ဗျာညာလာတဲ့သူပဲဘာသာလို့တော့ခါနေဝင်နေမစကားပြောတယ်ယူပြီးပါပြီတော့အဲ့တော့ညာလာမဟုတ်ဘူးလေငါယူပြီးသားပြီလို့ပြောတယ်နေကသူပြောခိုင်းတဲ့နေသူ့ကိုအဲ့လိုပြောပြရတယ်ဗျာ

ောင်းပြန်နေတယ်လို့မြို့ပြောခိုင်းလိုက်လို့မြင်ကသူပြောခိုင်းတဲ့တိုင်းမြို့ကအဲ့လိုပြောပြဆိုတော့မြင်ကသူ့ကိုပြန်နေတာနဲ့တူတယ်ကိုအမေလည်းငါ့ကိုပြောခိုင်းတာသူ့မယားပြောခိုင်းတယ်ငယ်တဲ့ကညားလာတာမဟုတ်လားမင်းတို့ပြောခိုင်းလိုက်ပြောမညားဟုတ်မှန်းလည်းလေမညားလာလို့ပြောစီအောင်လို့စားနဲ့ပြန်ပြီးတော့ပြမဆိုသမီးရဲတဲ့ပြောခင်းစားမှာဆိုသူ့ကမယားပြောလို့ငါပြောလိုက်တာမင်းကဓာညက်ကိုလေးချားလာငါ့ကောင်ငါ့ဖက်လို့ငါသူ့ကငါအဆက်လေးပြောလို့ပြောမကြဘူးအားနိုင်လို့ 只要加入，加点真的好，没加点的不味了。比如说，表啥的，咱就是咱家自己炒的，咱啥牛肉，那顾客说牛肉白啥了嘛？哎，这东西啊，我只要为啥不吃这肉？对吧？你表点那个，他那我再买点肉，你说没？俺们新疆没，俺们新疆没有，俺们新疆没有。 ောင်းငါဖုံးဆက်ပြီးငါတောင်းမှန်တာသူ့ကိုနော်နော်အဲ့ဒီကအသာဖိုင်တော့အကုန်ချီကသူ့ကိုအကုန်ပြောပြရနော်ဘယ်ကနေဘလို့ခင်းစီအတွင်းကြောင့်ငါတို့လင်မြန်တော့သူ့ပဲရမ်းထွက်သွားတာလေဘလို့ပဲလာယူပါလေဘယ်နဲ့နှစ်ချက်တော့အကုန်ပြရနော်နော်နေမမေးလဲနေမလားညမလားရှေ့ဆက်တော့ကနော်နေမနေမတီးတည့်ရသားနဲ့တီးတည့်ရနဲ့ရှေ့ဆက်တော့လာအဲ့တော့နင်တော့ဟိုနာမေမေဒီပါတော့မေတို့လည်းအဲ့ဒီကိစ္စအတက်တည်းဟာအထွေးကိစ္စနဲ့ဘာမင်းကခံရောလားမဆိုင်လိုက်တာသူ့မျိုးမေးကြမလို့သူတို့ဘက်ကအဲ့လိုပဲပြောပါ တို့ကတော့အဲ့လိုပဲပြတာဘာလို့လဲဆိုတော့ဝင်ရပြကနေနဲ့ဘလို့နေခဲ့တဲ့အကြောင်းဘာမှနေတော့မရှိရင်နေတော့မှကြောက်ရမလို့လေငါတို့ငါတို့တရားဆွဲလို့နေတော့ကအမှန်နဲ့မဟုတ်လားမြို့ပြကပြောပြလို့ဒီကိုပြောတာအမှအဲ့လေလို့ဝင်ဦးတော့ပြသူ့ကိုလက်မလားအဲ့ဒါဝင်ရပြကအဲ့လိုဘလို့ပြောအဲ့ဒါဘာပြောလို့ပြောလဲပြန်မှတရားပြန်ဆွဲလို့အတရေပြန်မှုနဲ့တရားပြန်ဆွဲလဲနေတော့ပါနေတော့ပဲပြန်ရှိပါသေးတာရှိရှိလားရှိရဲငါတို့

ုတ်ကဲ့ပါဒီရင်နဲ့လူစက်ပတ်သက်ကြောင်းရလေးတွေကိုနေ့စဉ်ပုံမှန်ဆက်ပြီးမှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နဲ့ထားတယ်ပါတယ်ဒီဘုန်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့ထင်မှန်ဆက်ချက်လေးတွေကိုလည်းအောက် comment မှာရေးပြီးသွားခဲ့ပါဦးညာ